Fall Spring သတင်းပရိသတ်တွေအားလုံးမင်္ဂလာပါရှင်။ပလဲကန့်ကောလမ်းပေါ်ကမဟာဗျူဟာအယအရန်အေးပါတဲ့ပလဲမြို့နယ်ကန်းတောင်ရွာနယ်မြေရဲစခန်းကိုဒေါ်လာရင်တက်တွေက18ရက်ကြာမရက်မနာအပြင်းထန်ထိုးစစ်ဆင်ပြီးသိမ့်ပိုက်ခဲ့တဲ့အကြောင်းကိုဒီတစ်ပတ်မှာဂျမုံကပြောပြချင်ပါတယ်။ကန်းတောင်နယ်မြေရဲစခန်းကပါမန်ရဲစခန်းတစ်ခုဆိုတာထက်ပိုအရေးကြီးပါတယ်။ပလဲမြို့နယ်မှာ ပလဲမြို့မှာရဲစခန်းပြီးရင်ကန်းတောင်ရဲစခန်းကအကြီးဆုံးပါပဲ။ မြင်းတောင်ပြပြမယ်ဆိုရင်တော့ဘန်ကာရီမိုင်းကွင်းတွေကတုတ်ကျင်းတွေနဲ့ခံစစ်အထက်ထက်ပြင်ထားတဲ့တပ်စခန်းတစ်ခုလို့ပြောရပါမယ်။ပြီးတော့ဒီစခန်းကအာရှအဝေးပြေးလမ်းမပေါ်မှာရှိတဲ့အတွက်ပလဲကန့်ကောလမ်းပိုင်းကနေမှအိန္ဒိယနိုင်ငံအထိကိုသွားလာနိုင်ပါတယ်။ဒါကြောင့်မလို့လေမဟာဗျူဟာအရအရန်အရေးပါတဲ့နေရာလို့ပြောနိုင်ပါတယ်။နောက်ပြီးကန်ထောင်းကနေအနောက်မြောက်ဘက် မိုင်30ကျော်အကွာမှာဆိုရင် စစ်ကောင်စီရဲ့အမှန်23ကာကွယ်ရေးပစ္စည်းစက်ရုံကပါစာ23ရှိတယ်လို့အနောက်တောင်ဘက်35မိုင်လောက်မှာဆိုရင်လေအမှန်24ကာကွယ်ရေးပစ္စည်းစက်ရုံကပါစာ24ရှိပါတယ်။ကမ်းထောင်ရွာရဲ့အရှိတ်ဘက်မှာရှိတဲ့ဒီရဲစခန်းကိုစစ်တပ်ကအင်အားတရာလောက်နဲ့အခိုင်အမာတပ်ဆွဲထားတယ်ဆိုပြီးတော့ကျမတို့သိရတယ်။ပြီးတော့ပလဲမြို့နယ်တဲကစစ်တပ်လက်ဝေကံပြည်သူစစ်လို့ခေါ်တဲ့ပြည်စော်တီကြီးစိုးထားတဲ့ရွာတွေထဲမှာအချက်အချာကြားလာတဲ့စခန်းလေးဖြစ်ပါတယ်။ ။နောက်ထပ်ပလဲမြို့နယ်မှာပြူစောတီထိန်းကျုပ်ထားရရွာတွေဖြစ်တဲ့အင်မတီဇီးဖြူကုန်းရွာတွေနဲ့လည်းဒီစခန်းကတရိကံပုံတရှိတာပါ။ဒါကြောင့်မလို့ဒီနယ်မြေကိုတော်လှန်ရေးတပ်တွေစိုးမိုးနိုင်ဖို့အတွက်ဆိုရင်အရေးပါတဲ့စခန်းဖြစ်တယ်ဆိုပြီးတော်လှန်ရေးအဖွဲ့တွေကပြောကြပါတယ်။ပြီးခဲ့တဲ့ဂျွန်လ၂ရက်နေ့မှာစတိုက်တဲ့ကန်းထောင်နယ်မြေရဲစခန်းစစ်စင်ရေးကိုတော့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကစစ်ရေးဗျူဟာရေးဆွဲပြီးမဟာမိတ်အဖွဲ့တွေနဲ့အတူဦးဆောင်တိုက်ခိုက်ခဲ့တာပါ။ PLA နဲ့အတူတွဲတိုက်ကြတာကတော့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားမြတ်ဒီမိုကရက်တစ်တပ်ဦး ABSDF ရမပင်ခရိုင်အမှတ်၁၁တပ်ရင်းဖြစ်တဲ့ကျက်တဲ့နဲ့တမတော်ဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BLDF ဒေါင်းနဲ့နယ်စည်းမခြားပျောက်ကြားတပ်ဖွဲ့နဲ့အညာမြေတပ်ပေါင်းစုတို့ကပူးပေါင်းတိုက်ခိုက်ကြတာဖြစ်ပါတယ်ဒီလိုစခန်းသိမ်းနိုင်ခဲ့တဲ့အပေါ် PLA ပြောရေးဆိုခွင့်ရှိသူပြောတာကဒီစခန်းဟာရဲစခန်းလို့သာပြောတာ စစ်တပ်အခိုင်အမာစခန်းအဖြစ်ပြောင်းလဲပြီးတော့ရန်သူကမိုင်းတွေအထက်ထန်တဲ့ကရုတ်ချင်းတွေအခိုင်အမာမြေအောက်ခန်းတွေနဲ့အသေးချာတိဆောက်ထားတဲ့စခန်းတစ်ခုကိုတိုက်ခတ်ရတာအဲ့ဒီစခန်းကလည်းဒါတတိယအကြိမ်မြောက်တိုက်တာပေါ့ PLA အနေနဲ့ကတော့ပထမအကြိမ်ပဲအရင်ကလည်းတခြားအဖွဲ့တွေနှစ်ကြိမ်တိုက်ထားတယ်မရခဲ့ဘူးဒါကျမတို့အောင်မြင်စွာတိုက်နိုင်ခဲ့တာကြောင့်အရန်ဂုံယူဝမ်းမြောက်မိပါတယ်လို့ People Spring ကိုဖြည့်ဆို့ပါတယ်ဒီစခန်းသိမ်းတပ်ပွဲကာလမှာ နှစ်ညတိတိမအိပ်ပဲအပြင်းထန်တိုက်ခိုက်ခဲ့ကြတယ်လို့လည်းသိရပါတယ်။ကန်တောင်စကန်းသိမ့်တပ်ပွဲကိုခတ်ခဲပြင်းထန်မယ်လို့တွတ်ထားပေမဲ့လေထင်ထားတာထက်ကိုပိုပြီးတော့ပြင်းထန်ခဲ့တယ်ဆိုပြီးပြောပါတယ်။ဒါကြောင့်ကန်တောင်ဟာ PLA အတွက်သမိုင်းဝင်အောင်ပွဲပဲလို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကမှတ်ချက်ပြုပါတယ်။ပြီးတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကလည်းကန်တောင်ရဲစခန်းမကြအောင်လေချောင်းပြစ်ကိုဒရက်ဆက်သုံးခုခံခဲ့တာရှိပေမဲ့ မဟာမိတ်တွေနဲ့အတူ PLA ကအမျိုးသမီးရဲဘော်တွေလည်းရွရွချွန်းချွန်းပဲပါဝင်တိုက်ပွဲဝင်ခဲ့တယ်လို့သူကအသိပေးထားပါတယ်။ဒီစခန်းကစစ်ကောင်စီအတွက်လည်းအရေးပါတာဖြစ်တော့စစ်တပ်က Jet Fighter တွေ112ဘုံးကျဲလေယာဉ်တွေ MI 35တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ Paramotor လို့ခေါ်တဲ့စက်တက်လေဒီတွေပါသုံးပြီးဘုံးတွေစက်တိုက်ကျဲချခုခံခဲ့ပါတယ်။ပြန်တွက်ကြည့်မယ်ဆိုရင်တော့ဂျွန်2ရက်နေရနေဂျွန်16ရက်နေအထိလေကြောင်းတိုက်ခိုက်မှုအချိန်ပေါင်း200ကျော်လုပ်ခဲ့ပြီးတော့ ဘုံသီးအလုံးကြီး900ကျော်ကျဲချခဲ့တယ်လို့ကျမတို့သိရပါတယ်။ပြီးတော့စစ်တပ်ကမြေပြင်စစ်ကူစစ်ကြောင်းတွေလက်နက်ခရင်နဲ့ရိခါတွေကိုလည်းဇက်တိုက်ဆေးလွတ်ပေးပို့ခဲ့တာဖြစ်ပါတယ်။ပြီးတော့ကန်းထောင်ရွာနဲ့သုံးမိုင်ခွဲလောက်ဝေးတဲ့အင်မတီရွာခုနပြောခဲ့သလိုပဲစစ်ကောင်စီလက်အောက်ခံပြည်သူစေလို့ခေါ်တဲ့ပြူစောထီးတွေအခြေဆိုင်တဲ့အင်မတီရွာပေါ့လေ။ဒီရွာကို MI 17ရဟတ်ရင်တွေနဲ့လည်းအချိန်ချင်းစစ်ကူတွေပို့ခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီအင်မတီရွာကနေထွက်လာတဲ့ပစ္စောတီနဲ့စစ်သားပူးပေါင်းစစ်ကြောင်းတွေကိုလည်း PLA နဲ့မဟာမိတ်တပ်ပေါင်းစုတွေကကြားဖြတ်ပိတ်ဆို့ပြီးစစ်ကြောင်းပြတ်တဲ့အထိကိုတိုက်ခိုက်နိုင်ခဲ့ကြတာပါဒါကြောင့်မလို့နောက်ဆုံးမှာတော့ကန်းထောင်ရွာကိုစစ်ကူတွေမရောက်နိုင်တော့ပါဘူးဒီလိုအခြေအနေတွေကြောင့်မလို့ကန်းထောင်စခန်းမှာရှိတဲ့စစ်သားတွေနဲ့ပစ္စောတီတွေကပိတ်မိပြီးစိတ်ဓာတ်ပိုင်းဆိုင်ရာအယံပြက်ပြားခဲ့ရတယ်လို့ PLA ကသုံးသပ်ပါတယ်ဒီလိုနဲ့ကန်းထောင်စခန်ကို PLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေက ဇွန်လ12ရက်မှာပဲဝန်ရံပိတ်ဆို့နိုင်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီကလည်း Y12 လေယာဉ်နဲ့ကန်းထောင်ရဲစခန်းတွေကိုရေခါထုတ်တွေခဲယမ်းတွေချပေးပြီးတော့အသက်ဆက်နိုင်အောင် ကြိုးစားခဲ့ပါသေးတယ်ဒါပေမဲ့လည်းကန်းထောင်ရွာတွေကြာနေတဲ့ရေခါထုတ်တွေခဲယမ်းထုတ်တွေစခန်းတွေကစစ်သားတွေထွက်ယူတဲ့အချိန်မှာတော်လှန်ရေးတပ်ဖွဲ့တွေကပြစ်ခတ်ဟန်တားတဲ့အတွက်နောက်ဆုံးမှဆိုရင်စစ်တပ်ကရေခါထုတ်တွေခဲယမ်းထုတ်တွေထွက်မယူနိုင်တော့တဲ့အခြေအနေအထိကိုမှစိုက်ခဲ့တာပါ ဒီနေရာမှာတခုပြောစရာထရှိတာကကန်တောင်စခန်းကိုဝိုင်းပတ်ပိတ်ဆို့မှုမလုပ်ရသေးခင်နှစ်ရက်လို့မှာထူးခြားတာတခုဖြစ်ခဲ့ပါတယ်။ဒါကတော့တိုက်ပွဲအတွင်လေကြောင်းပစ်ကူလာပေးတဲ့စစ်ကောင်စီရဲ့ F7 အမျိုးအစားတိုက်လျင်တစ်စီးကိုပစ်ချနိုင်ခဲ့တယ်ဆိုပြီး PLA ကပြောပါတယ်။ဂျွန်လ10ရက်နေ့ကတရုတ်နိုင်ငံထုတ် F7 တိုက်လျင်မြေခသွားတာဆိုရင်စစ်တပ်အတွက်စိတ်ဓာတ်ကျစေခဲ့တယ်လို့ဒေါ်လာရေးတက်တွေအတွက်တော့စိတ်အားတက်ကြွစရာဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဂျွန်လ10ရက်နေ့တုန်းကကမ်းတောင်ရဲစခန်းသိမ်းတိုက်ပွဲအပြင် NUG လက်အောက်ခံ PDF ခရိုင်တပ်ရင်းတွေပကဖားနဲ့ပူးပေါင်းတပ်တွေကဈေးဖြူကုန်းရွာကပြူစောတိစခန်းကိုလည်းစပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ပါတယ်။အဲ့ဒီ F7 တိုက်လင်းကမင်းတိုင်ပင်ရွာရဲ့အရှေ့မြောက်ဘက်ကဇပစိရွာပြက်ကျခဲ့တာအားလုံးသိကြမှာပါ။လေရင်မောင်းသူအပြင်လေရင်ပြက်ကျတဲ့အချိန်မှာဒေသခံပြည်သူ၄ဦးလည်းသေဆုံးခဲ့ပါတယ်။ အစောပိုင်းမှာတော့ PDF နဲ့ပါကဖတွေကလည်းဈေးဖြူကုန်းရွာကိုဘုံလာကျဲတဲ့စစ်တပ်တိုက်လင်းကိုသူတို့လည်းပြစ်ချနိုင်ခဲ့တယ်ဆိုပြီးထုတ်ပြန်ပါတယ်။ဒါပေမဲ့အဲနောက်မှာတော့တိုက်လေရင်က ရာသီဥတုဆိုးရွားပြီးဈေးဖြူကုန်းရွာကိုဘုံကျဲပြီးတဲ့နောက်လှည့်အပြန်မှာ ပြက်ကြတာလို့ထုတ်ပြန်ပါတယ်။စစ်ကောင်စီကတော့ဒီတိုက်လေရင်က လေ့ကျင့်ပြန်တန်းရင်ဆက်ချုပ်ရင်းလို့ပြက်ကြတာဆိုပြီးပြောထားပါတယ်။ PLA ကစကမ်းသိမ်းတိုက်ပွဲတရင်ဂျွန်20ရက်နေ့မှာထုတ်ပြန်ခဲ့ပြီးတော့တိုက်လေရင်ကို သူတို့ပြစ်ချခဲ့တယ်လို့အခိုင်အမာပြောထားပါတယ်စစ်တပ်ကလေကြောင်းကနေဘုံရာချီကျဲပြီးအပြင်းထန်ခုခံပေမဲ့ PLA နဲ့မဟာမိတ်တပ်ပေါင်းစုတွေရဲ့မလျှော့တဲ့ဇွဲလုံးလာဝရိယာတွေနဲ့ရွတ်ရွတ်ချွန်ချွန်ထိုးစစ်ဆင်တိုက်ခိုက်တာတွေကြောင့်ဂျွန်လ19ရက်မနက်6:40နာရီမိနစ်အချိန်မှာအောင်အောင်မြင်မြင်ပဲတိမ့်ပိုင်နိုင်ခဲ့တယ်လို့ PLA ထုတ်ပြန်ပါတယ် စပြီးထိုးစစ်ဆင်တဲ့နေ့ကနေအပီးသက်သိမ့်နိုင်တဲ့နေ့အထိဆိုရင်တော့16ရက်တိတိကြာခဲ့ပါတယ်အခုလိုမျိုးစကန်သိမ့်နိုင်ခဲ့တဲ့နေ့ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့နဲ့လည်းတိုက်ဆိုင်နေတာကြောင့်ဒါကလူထုကောင်းဆောင်အတွက်မွေးနေ့လက်ဆောင်လို့ကျသိတဲ့စစ်ကြောင်းက PDF တချို့ပြောပါတယ်ဒီစကန်သိမ့်တက်ပွဲမှာစစ်ကောင်စီဘက်ကအယောက်40ထပ်မနေသိဆုံးပြီး စခန်းထဲမှာတင်သိဆုံးနေတဲ့ရုပ်အလောင်း20ကျော်ကိုရထားတယ်လို့သိရပါတယ်။စစ်တပ်စီကနေသိရှိရရှိတဲ့အထက်မှာဆိုရင်လေ drone တွေအများအပြားပါတယ်လို့တချို့ drone တွေကအသစ်တွေဖြစ်နေတာကိုလည်းတွေ့ရပါတယ်။ဒါပေမဲ့သိရှိရရှိထားတဲ့လက်နက်ခရင်စရင်နဲ့ဖမ်းမိတဲ့စစ်တုံးပန်းစရင်ကိုတော့အတိအကျမသိရသေးဘူးလို့ပြောပါတယ်။စခန်းသိမ်းတပ်ပွဲမှာတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကထိခိုက်ကြဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ ABSDF ကရဲဘော်3ဦးကြာဆုံးခဲ့တယ်လို့ကျက်တဲ့စစ်ကြောင်းကရဲဘော်2ဦးလည်းကြာဆုံးခဲ့တယ်ဆိုပြီးသက်ဆိုင်ရာတပ်ဖွဲ့တွေက ထုတ်ပြန်ထားတာရှိပါတယ်စစ်ကောင်စီတပ်ကတော့စခန်းကျသွားပြီးတဲ့နောက်ဂျွန်16ရက်နေ့ကဆိုရင်တနေကုန်းကိုလေကြောင်းကနေဘုံလာကျဲခဲ့ပါတယ်ဒီရဲစခန်းကိုတော်လန်ရေးတပ်တွေကသိမ်းပိုက်လိုက်ပြီးဆိုတော့အစိုးရပြောခဲ့တဲ့တည်နေရအနေထားပုံစံအရဆိုရင်အင်မတီနဲ့ဇီးဖြူကုန်းပြူစောတီကြီးစိုးတဲ့ရွာနှစ်ရွာကို စစ်တပ်ရဲ့ကုံလန်ထောက်ပို့လန်းချောင်းဖြတ်တောက်နိုင်တော့မှာဖြစ်ပါတယ်။ပြီးတော့ဒါတင်မကပါဘူး။ပလဲမျိုးနဲ့အနောက်ချမ်းကိုတော်လှန်ရေးတပ်တွေကအပြေးအဝစိုးမိုးနိုင်သွားမှာဖြစ်တယ်လို့ပလဲခန့်ကောလမ်းမကိုလည်းအတိုင်းအတာတစ်ခုတည်းထိမ့်ချုပ်သွားနိုင်တော့မယ်လို့ဒေသခံတော်လှန်ရေးဖွဲ့တွေကပြောကြပါတယ်။ဒီစခန်းကမကွေးတိုင်းကိုသွားရင်ပဲဖြစ်ဖြစ်ချင်းပြည်နယ်အဲဒီကနေရခိုင်ပြည်နယ်အထိကိုသွားလို့ရတယ်လို့စကိုင်းတိုင်းရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခရှိတဲ့မုံရွာကိုလည်းသွားလို့ရတဲ့အတွက် တော်တော်ကိုမှအရေးပါတဲ့တည်နေရာဖြစ်ပါတယ်။အခုလိုမျိုးကန်းထောင်ရဲစခန်းကျသွားပြီးတဲ့နောက်မှာတော့စစ်တပ်ကအင်မတီရွာမှာအင်အားတွေတိုးပြီးခန်းစစ်ပြင်ဆင်နေတယ်လို့ PLA ကပြောပါတယ်။ကန်းထောင်ပြီးရင်တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်ကဘယ်ကိုဆိုတာတော့မသိရသေးပါဘူး။ဒါကြောင့်ကန်းထောင်ပြီးရင်ဘာဆက်လာမယ်ဆိုတာမစွဲရသေးဘူး။ဒါပေမဲ့ပြည်သူတွေလွတ်မြောက်တဲ့အထိ PLA ကတိုက်မှာဖြစ်တယ်လို့ PLA ပြောရေးဆိုခွင့်ရှိသူကဖြေကြားထားပါရဲ့ရှင်။ People's Press ရဲ့အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်တွင်းသတင်းဆောင်ပါအစီအစဉ်ကိုတော့တနင်္ဂနွေနေ့မနက်၈နာရီအချိန်တိုင်းမှာကြည့်ရှုနိုင်ပါရှင်။